အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ9ရက်ရှားတော်ရင်းနေနေခင်စီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းစစ်မြေနာမှာတော့ရှင်မုတ်ထောကစစ်ကြောင်းဟာကံကြီးရွာထဲကိုရောက်ရှိလာနေပြီဖြစ်ပါတယ်ကံကြီးကိုသာကြော်ဖြတ်နိုင်ခဲ့ပြီဆိုပါလဲနောင်အောနဲ့မြချင်းတို့သာကြံရှိတော်မှာဖြစ်ပြီးနောင်ချူဟာချင်းလင်းပွင့်သွားပြီလို့ဆိုရမှာဖြစ်ပါတယ် တစ်ဖက်မှာလည်းမဲပုတ်ဘက်ကချစ်ကြောင်းဟာနောင်ချိုကြီးမှာခြေထုတ်ယူနေပြီလို့သိရှိရပါတယ်စစ်ကောင်စီဟာအပြည့်အကာလကိုအသုံးချပြီးစစ်ကြောင်းတွေဆက်တိုးဝင်နေတာဖြစ်ပါတယ်။နောင်ကြုံပြိုကံတချို့စစ်ဘေးတဖန်ရှောင်မှုပြင်ဆင်နေကြရပြီလို့သိရှိရပါတယ်။ပြည်ဦးလွယ်ချမ်းရေဝင်မှာလည်းဖြစ်တွေ့မှုတွေပြင်းထန်နေဆဲဖြစ်ပြီးစစ်ကောင်စီရဲ့လူလားချက်ဟာအုံမတိမှာအခြေဆိုင်စခန်းတေချာပြုတ်လုပ်ပြီးမိုးကုတ်ကိုပြန်လည်ထိုးပေါက်လိုရန်ရှိနေတယ်လို့သုံးသပ်ရပါတယ်။ ချောင်ပြည်နယ်တောင်ပိုင်းတိုက်ပွဲတွေပြင်းထန်လာတဲ့ပင်လောင်းဒေသမှာလေချင်ရေးတပ်ကနီးပြားတွေပါတိုက်ခိုက်ရေးတာဝန်ထမ်းဆောင်နေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ထက်မှာပင်လောင်းနယ်မြေကန်တပ်တရဖြစ်တဲ့အမှန်လေးစစ်ခြေကန်လေချင်ရေးတပ်ကကိုပိုင်မှတာဝန်မှု305ခုခုတက်ကြကြီးကျော်သာဝင်းဟာလက်နက်ကြီးစညာဘက်ရင်ဘက်ကိုထိမှန်ခဲ့ခြင်းကြောင့်အဆုတ်သွေးယိုအသေးရင်းအကြီးစားကြာရှိပြီးဥပိ္ပခမက်စီကိုက်ထားတာရှိပါတယ်။အောင်မန်းခြေဆိုင်အမှန်နှစ်တက်မှာဆေးယုံဂရင်း900ကိုရောက်ရှိကူတာပြီးမှတည်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ပင်လောင်းမြို့မှာတော့အမှန်လေး စစ်ချေကလက်ကျင်တက်နဲ့အမှတ်331အမြောက်တက်ရင်တို့အခြေစိုက်တရှိနေပါတယ်။ကချင်ပြည်နယ်ဖားကန်ကလကုန်းအောက်ခြေကိုဇမန်နေ့ညနေပိုင်းမှာလေကြောင်းကနေဘုံကျဲတက်ခိုက်မှုပြုလုပ်ခဲ့တာရှိပါတယ်။ကာလကြာရှည်စွာဇန်နာမီမှာစီးတဲ့ရင်နေတဲ့သခိုင်းခြေစိုက်အမှတ်33ချင်းမြန်တက်မှတ်ဌာနချုပ်တက်မှတ်မှုဘုံမှုချုပ်ကျော်ဆန်းမြင့်ကတော့ကျောက်စိမ့်မော်ကနေနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ရဟရင်နဲ့လာရောက်ခေါ်ဆောင်သွားတဲ့ဆိုပေမဲ့ခြေရုပ်ဖြစ်စင်မဟုတ်နိုင်ဘူးလို့ယူဆရပါတယ်။ရဟရာသခိုင်းကိုသွားတာမဟုတ်ပဲညကြီးနာကိုခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်။ ဒီတပွေလဲရင်ရိုးလဲရောင်းပဲလက္ခဏာတော်တော်များများတွေ့နေရပြီလို့ဆိုရမှာဖြစ်ပါတယ်။ဂျမန်နဲ့ညနေပိုင်းမှာတော့အင်တော်ကြီးဒေတာဟက်ပူရွာဝင်းကျင်ချီတွေ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်ကအင်အားတရာဝင်းကျင်ရှိစစ်ကြောင်းတစ်ကြောင်းဟာပကံညာဦးတောင်ဘက်ခန်းခါရွာဘက်မှာဖြန့်ခွဲလှုပ်ရှားလျက်ရှိပါတယ်။ပခုတ်ဦးကနေဖက်ပေါ်လာတဲ့ရိတ်ခါရင်တန်းကြီးဟာဂျမန်နဲ့ညနေမှာတော့ပြည်သူစစ်ကြီးဆိုတဲ့ညောင်ချစ်ပင်ဖုံးကြောင်တဝိုက်မှာယာယီအခြေပြုလျက်ရှိတယ်လို့သိရှိရပါတယ်။ ဗရန်တန်နဲ့နိုင်ငံစခန်းကနေဒဏ်ရာရငနာတွေကိုအေးစီးက၅စီးနဲ့အပြစ်ပြန်သေးလာရတာရှိပါတယ်။ဂျမန်နေ့မနေ့မှာတော့အမှတ်905အမြောက်စစ်စေးကိုကဲမှုဌာနချုပ်ထဲကနေအင်အားအပြစ်စစ်မော်တော်ယာဉ်၃စီးနဲ့ခဲယမ်းပြစ်တင်ဆောင်လာတဲ့ဂျင်းစီးနိုင်ငံကိုအရေးပေါ်တက်သွားခဲ့ရတာရှိပါတယ်။ဘုံဘောခပေါက်တောင်စခန်းကနေလည်းနိုင်ငံဘက်သို့လက်နက်ကြီးများပစ်ခတ်ခဲ့တာရှိပါတယ်။ညနေပိုင်းမှာတော့အင်အားပြစ်ပါစစ်ရင်တန်းလေးစီးပစီကနေနိုင်ငံဘက်ကိုဆက်ပြီးပို့နေတာရှိပါတယ်။ တရင်ကောင်းကတော့နိုင်ရီကန် MPD တာဝါတိုင်းဂုံးကိုပူပေါင်းတပ်ဖွဲ့တွေအပြည့်အဝသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဆိုပါတာဝါတိုင်းဂုံးနဲ့အမှတ်69ချင်းပြန်တပ်မဌာနချုပ်ရဲ့ဒုတိယမှမှုမုတ်တုတ်ကြီးထိုင်နေတဲ့ကဘာလုံးစခန်းအားညစွာအလံမွေးကွာလာမှုဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရ